န္တလေးငလင်ကြီးတန်သင်အင်းလီဒေတာကီလာကြီးရွာဖွံ့ဖြိုးရေးနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးငလင်ကြီးတန်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့်အင်းလီဒေတာကီလာကြီးရွာအတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများကိုနေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ယနေ့တွင်ကီလာကြီးရွာအတွင် ဖွံ့ဖြိုးရေးနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများဖြစ်သည့်ကြီးရွာဝင် ရေလမ်းမကြီးဘေးဝဲရာတန့်ရှင်းရေးဆောင်ရွက်ခြင်းအခြေခံပညာအထက်တန်းကျောင်းခွဲရှိနှင်းစီဆောင်တင့်နှင့်သရပီဆောင်များကျောင်းဝန်ကြီးမီပြန်လည်ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်ခြင်းကေလာကြီးရွာဘုံတော်ကြီးကျောင်းပြန်လည်တက်မှတ်ပြီးခိုင်ခန့်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ခြင်းကေလာကြီးရွာဘုံတော်ကြီးကျောင်းကျောင်းဝင်းအတွင်းယာယီစည်းကမ်းပြန်လည်ဆောက်လုပ်ခြင်းနေများပြန်လည်ဆောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာအဆိုပါလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးကျော်စွာလင်းနဲ့ဌာနဆိုင်ရာတာဝန်ရှိသူများကကွင်းစင်းကြီးကြပ်ဆောင်ရွက်ပြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုနဲ့ဒေသခံပြည်သူများနဲ့အတူပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။